ဝိုင်လန်းကိုဘယ်လိုကိုသွင်းရမလဲသင်ချားပြသခဲ့တယ်၁၆နှစ်ရွယ်ချီတိုပရိသတ်များလုံးဝမိန်လာများမန်ချက်စတာဖော့စ်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါတယ်မန်ချက်စတာနိုင်တဲ့တင်ကတော့ဟောင်ကောင်ပြည်မှာဟောင်ကောင်လင်းစင်အသင်းနဲ့ရာသီပိတ်ခြေဆမ်းပွဲကစားခဲ့ပြီးနိုင်ဝဲနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်ပရမပွဲမှာတော့ United ကအာဆီယံအော်စတာအသင်းကိုရှုံးနေခဲ့လို့ဝေဖန်ပြောဆိုမှုတွေအတော်လေးခံထားတဲ့အသင်းမှာဟောင်ကောင်နဲ့ပွဲစဉ်မှာလည်းဒီလိုပါပဲပရမပွဲမှာကလေးကဟောင်ကောင်အသင်းကဥဆောင်ကိုရရှိသွားခဲ့တာပါ United ကပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်ဟောင်ကောင်ဘက်ကတလုံးစုံတလုံးသွင်းကိုဖြင့်ပြောင်းလဲသွားနိုင်ခဲ့တာပါ ပရိုင်းမှာတော့ United တိုက်စစ်မှာဝိုင်လန်းကပွဲထွက်လာခဲ့ပြီးတော့အတော်လေးရုန်းကန်ခဲ့ရတာပါဒုတိယပိုင်းမှာတော့ Emory ကလူစားလဲမှုတွေအများပြပြလုပ်ခဲ့ပြီးတိုက်စစ်မှာလည်းချီရော OB ကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်အသက်၁၇နှစ်အရွယ်ဒေမက်တိုက်စစ်မှုလေးဟာအသင်းအတွက်အရေးပါတဲ့ခြေပါဂိုးနဲ့အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်ပရမကုမာဆိုရင်နောက်ကန်လူတွေဂျားရဲကဘောလုံးကိုပတ်ပြီးတော့အားပါပြင်းထန်တဲ့ကန်ချက်နဲ့သွင်းကိုရယူခဲ့တာပါဒုတိယဂိုးကိုလည်းချီရော OB ကပညာသားပါပါခေါင်းတိုက်သွင်းယူသွားခဲ့တာပါ United တွေတတိယမြောက်သွင်းကိုတော့ဘိုးခန်းစင်မှုခေပန်ကသွင်းယူသွားခဲ့တာပါ ဟွိုင်လန်အနေနဲ့ဘရာဝိုင်းတစ်ပိုင်းလုံးကိုရဖို့တိုင်ပတ်နေခဲ့ပေမဲ့ချီတိုကတော့ဂိုးဆိုတာဒီလိုသွင်းရတယ်လို့ဟွိုင်လန်ကိုပြသပေးလိုက်ပါတယ်ချီတိုအိုဘီကပြန်မဲ့ area ထဲမှာဘောလုံးထိချက်10ကျင်းရှိခဲ့တယ်လို့ဂိုးပေါက်ကန်သွင်းမှု6ကျင်းထိရှိခဲ့ပါတယ်၃ကျင်းကဂိုးပေါက်တဲခဲ့ပြီးတော့2ကျင်းကသွင်းကုန်ဖြင့်ပြောင်းလဲနိုင်ခဲ့တာပါပွဲပြီးမှလည်းဂိုးတွေသွင်းပြီးခြေစွမ်းပြခဲ့တဲ့ချီတိုအိုဘီကို MO နဲ့အသင်းဘော်တွေကချီးကျူးသွားခဲ့ပါတယ်ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစဲဝင်စားပွဲရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ